ားလုံးမင်္ဂလာပါအရှိလေပိုင်းနဲ့ပတ်သက်တဲ့ထူးခြားတဲ့သတင်းအများစုကိုကျွန်တော်ဒီနေ့ဒီနေရာကနေပြီးတော့တင်ဆက်ပေးကြပါမယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဂျမန်နိုင်ငံမြို့တော်ဆန္ဒကိုအစ္စရေးဇီယွန်ဝါရီ IOS စစ်တပ်ကနေပြီးတော့လေကြောင်းကနေပြီးတော့ကြီးမားတဲ့တိုက်ခိုက်မှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဂျမန်အခြေစိုက်သတင်းဌာနအများစုကလည်းထုတ်ပြန်ထားတယ်လို့ကမ္ဘာသတင်းဌာနတွေကလည်းထုတ်ပြန်လာတာကိုတွေ့ရပါတယ်ခင်ဗျာ ဒီတိုက်ခိုက်မှုတွေကယမန်ပေါ်ကိုအစည်းရဲ့လေကြောင်းတိုက်ခိုက်မှုဟာဒီ2025ခုနှစ်အစောပိုင်းလောက်ကလေးကတိုက်ခိုက်လာတာယနေ့အချိန်ထိအဆက်မပြတ်တိုက်ခိုက်လာခြင်းကြောင့်ယမန်ရဲ့ဒီအရသာပြည်သူများအဲယာနဲ့ခြေပြီးတော့ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်းလဲယမန်နိုင်ငံရဲ့ကျမရေးဝန်ကြီးဌာနကနေထုတ်ပြန်ထားတာကိုတွေ့ရပါတယ်အဲတေဆုံးမှုလူဦးရေကလည်းဒါဇင်နဲ့ခြေပြီးတော့တေဆုံးမှုလူဦးရေတွေတိုးမြင့်လာကြောင်း အဆောက်အဦပျက်စီးမှုတွေကလည်းမြင့်တက်လာကြောင်းပြည်စစ်တအားပေးဆက်ယုံနေနောက်ကြတော့အရသာပြည်သူအများစုနေတဲ့လူနေထူထပ်တဲ့တန်းရာတွေကိုအဓိကထားပြီးတော့အစည်းစီယုံဝါဒီ IOS စစ်တပ်ကတိုက်ခိုက်နေကြောင်းဂျမန်ဒီအခြေလိုက်သတင်းတွေကနေထုတ်ပြန်လာတာကိုတွေ့ရပါတယ်ခင်ဗျာဒီဂျမန်နိုင်ငံမြို့တော်ဆန္ဒကိုထိန်းချုပ်ထားတဲ့ဖူတီတပ်မဟာဘက်ကနေလည်းဒီအစည်းရဲ့နယ်နိမိတ်တွေတဲကိုပက်ထိန်တုံးကြီးအများစုပြစ်လွတ်ခဲ့တယ်နော်အသေးကမောက်သူမဲ့ရုံးတွေပြစ်လွတ်ခဲ့တယ်ဒီပြစ်လွတ်တိုက်ခိုက်မှုတွေကဒီအစည်းရဲ့နယ်နိမိတ်တွေထဲမှာ ဒါအစ်ရဲ့ဒီလေချောင်းရံကာဝေးစနစ်တွေကဂျားပြတ်ဟန်တာပြီးတော့အများစုကတော့ဂျားပြတ်ဟန်တာချင်းခံခဲ့ရတယ်နော်ဒါနဲ့ပတ်သက်ပြီးတော့အစည်းအဝေးတချို့နေရာတွေမှာထိမှန်မှုတွေရှိတယ်။တို့တော့ဒါကကျွန်ထွက်သွားတာကတလုံးတလီလောက်ပဲကျွန်ထွက်သွားခြင်းဖြစ်တယ်လို့လည်းဒီကမ္ဘာသတင်းဌာနအများစုကဖော်ပြထားတယ်။ဒါနဲ့ပတ်သက်ပြီးအစည်းအခြေလိုက်သတင်းတွေကမျိုးမျိုးတော့အဖော်ပြခဲ့တာတွေရှိပါတယ်ခင်ဗျ။တို့ပေမဲ့ဒီဘယ်လိုပြောရအောင်ကျွန်ထွက်သွားတဲ့အလုံးတွေကလည်းလူနေထူထပ်တဲ့နေရာတွေကိုသွားတဲ့အလုံးဆိုရင်အများစုဟိုဒီအစည်းအဝေးလေချောင်းရံကာကွယ်ရေးစနစ်ကဂျားပြတ်ဟန်တာပေးခြင်းတွေအများဆုံးလှုပ်ဆောင်ခဲ့တာပေါ့နော်။ အခုဒီစက်တင်ဘာလ24ရက်နေ့လောက်ကဒီအစည်းအဝေးအထဲကိုဝင်လာတဲ့ယမန်ကရုံးနှစ်စင်းဝင်လာတယ်အဲဒီရုံးနှစ်စင်းဝင်လာတာကတစင်းကလူနေထူထပ်တဲ့ဒီဟိုတယ်တစ်ခုကိုတွားပြီးတော့ဓာတ်ရိုက်မှန်ခဲ့တယ်ဒီဟိုတယ်ကိုမှန်ခဲ့တဲ့အတွက်ကြောင့်မလို့အယောက်20ကျော်လောက်ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ကြောင်းဒီအစည်းအခြေစိုက်သတင်းဌာနတွေကဖော်ပြခဲ့တယ် နောက်ထပ်ကျွန်တော်တို့ဒီသေဆုံးမှုဟိုနှစ်ဦးရှိတယ်လို့တော့မှဈေးရဲ့ဒီစစ်ဘက်ဆိုင်ရာတရင်ကနေထုတ်ပြန်လာတာကိုတွေ့ရတယ်ဒါနဲ့ပတ်သက်ပြီးတော့ကမ္ဘာတရင်အများစုကလည်းတွင်းကျဲကျဲလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာချပြလာတာကိုရှိပါတယ်အဲ့တော့ဒီကျွန်ထွက်လာတဲ့ဒီယမန်ကပြစ်လွတ်တဲ့ရုံးနှစ်စင်းကဒီနှစ်စင်းနဲ့ပဲပြစ်လွတ်လိုက်တာဒီနှစ်စင်းနဲ့ပြစ်လွတ်လိုက်တာကလူနေထူထပ်တဲ့ခြေကိုဒဇင်းရောက်လာတယ်အဲ့ဒဇင်းကိုဘာကြောင့်အစည်းလေးချောင်းရံကာကွယ်စနစ်ကမတားခဲ့တာလဲ စစ်ပွဲတွေကိုတက်တန်းတိုးဖို့အတွက်ငါတို့အစည်းအရသာပြည်သူတွေအသက်အသက်တွေစရိတ်ပေးရမှာလားဆိုပြောဒီအစည်းရဲ့ဒီနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကကမ္ဘာတည်နှထဏအများစုမှာငါပြောကြားလာတာကိုတွေ့ရတယ်ခင်ဗျဒါနဲ့ပတ်သက်ပြီးတော့တော်တော်စိတ်ဝင်စားစရာကောင်းသွားတယ်ဗျအစည်းဝင်ကြီးချုပ်နေတန်ရာဦးကအဲတချို့တချို့ဒီတိုက်ခိုက်မှုတွေပေါ့ဗျာဒါယမန်ကတိုက်ခိုက်တာပဲဖြစ်ဖြစ်ဒီဟာမတ်ရဲ့ဒီတက်ခွဲတွေဖြစ်တဲ့ဒီအေကာစာတက်မဟာတို့အေကူတာတက်မဟာတို့ဒီလိုတက်မဟာတွေကနေပြီးတော့အဲတချို့အချိန်တွေမှာဒီမော်တာဂျီတွေပထင်းတုံးဂျီတွေအဲဒါတွေနဲ့ပြစ်တာတွေကိုလည်းအစည်းကနေပြီးတော့ ဒီကြပြဟန်တားမှုတွေမလုပ်ခဲ့ဘဲနဲ့ဖွင့်ပေးလို့ရှိကြောင်းလဲဒါအစည်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကတော့ဖော်ပြပြီးတော့ရေးသားလာတာရှိပါတယ်အဲသူတို့ဖော်ပြလို့လဲကျွန်တော်တို့တီးခွင့်ရတယ်တီးခွင့်ရလို့ကျွန်တော်အားလုံးကိုဒီသတင်းလေးနဲ့ပတ်သက်ပြီး share ပေးခြင်းဖြစ်တယ်အဲမနေ့ကပေါ့မနေ့ကဒီစက်တင်ဘာလ25ရက်နေ့ကလဲအစည်းမှာတော်တော်ဆူဆူဝါးဝါအခြေအနေရောက်သွားတယ် ပါဒီကားတစ်စင်းပေါ့ကားတစ်စင်းပေါ်မှာဘုံတစ်လုံးပေါက်ကွဲမှုကြောင့်မလို့လူအယောက်20ကျော်လောက်တန်ရာရရှိပြီးတော့တအုပ်အသက်ဆုံးရှုံးခဲ့ကြောင်းလဲဒီအစည်းဟီဘရူးသတင်းဌာနအများစုကဖော်ပြခဲ့တယ်။ဒါနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေမျောများစွာပြုလုပ်နေကြောင်းလဲအစည်းအခြေစိုက်ဌာနသတင်းတွေကနေဖော်ပြလာလာကိုတွေ့ရပါတယ်။လက်ရှိအခြေအနေမှာဒီအစည်းရဲ့ဒီပြည်တွင်းထဲမှာပေါ့နော်မျိုးစုံပဲ ဒီအဖက်ဖက်ကနေပြီးတော့တိုက်ခိုင်းမှုတွေခံနေရတယ်လို့အဖက်ဖက်ကနေပြီးတော့လည်းအဲစိတ်တော့ကရောက်နေရတယ်နိုင်ငံထဲမှာအရင်တော့အဲအေဂျင့်တလောက်အခုကတတော်ကိုဆွဆွဝဝအခြေအနေမှာရောက်ရှိနေကြောင်းဒီအစည်းရဲ့အစည်းရဲ့ဒီအမျိုးသားရင်ကြားစီရေးဆိုတဲ့ဒီအဖွဲ့အစည်းတွေကနေပြီးတော့ဒီလက်ရှိဖြစ်ပွားနေတဲ့ဒီစစ်ပွဲတွေပြည်ပခါတွေဒီနောက်ပြီးတော့ပြည်တွင်းမှာရှိတဲ့မငြိမ်းချမ်းမှုတွေကဒါအုပ်ချုပ်မှုရန်နေရာမှာရှိတဲ့ခေါင်းဆောင်တွေနဲ့သက်ဆိုင်ကြောင်းကို၎င်းတို့ကပြောကြားခဲ့တယ်လက်ရှိအခြေအနေကတော့ဒီ ဂျမန်ဟူတီတပ်မဟာတွေနဲ့ဒီအစည်းရဲ့ဒီ iOS စစ်တပ်ကြားမှာကလည်းရန်လိုမှုတွေမြောင်များစွာရှိနေကြောင်းလဲကဘာတင်တွေကဖော်ပြထားတယ်တစ်ဖက်တည်းတစ်ဖက်ပြစ်ခတ်မှုတွေတိုက်ခိုက်မှုတွေကတော့ကြုံတွေ့နေရကြောင်းလဲဖော်ပြလာတာကိုတွေ့ရပါတယ်ဟုတ်ကဲ့ပါဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးကိုသိစေချင်လို့ရုပ်တံလေးတွေလည်းထည့်ပေးလိုက်ပါတယ်ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါသေးတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရုရှားနဲ့ယူကရိန်းပြည်ပခကြားတဲ့ကိုတိုက်ရိုက်ပါဝင်ပတ်သက်လာတဲ့ဒီဥရောပရဲ့တပ်မဟာကြီးဖြစ်တဲ့ NATO NATO က ီစက်တင်ဘာလအစောပိုင်းလောက်ကဒီပိုလန်နဲ့နမိတ်တဲကိုကျွန်းလာတဲ့ဒီရုရှားဒုံးကိုပစ်ချခဲ့တယ်ဗျာဒါနဲ့ပတ်သက်ပြီးတော့ရုရှားရဲ့စစ်ဘက်ဆိုင်ရာဌာနချုပ်ကပြင်းပြတထန်ကိုအဲပြောကြားခဲ့တာဒီရှိတယ်နောက်တစ်ခုဒီအခုရက်ပိုင်းမှာပေါ့နော်လွန်ခဲ့တဲ့နှစ်ရက်ကဒီဂျိမတ်ရဲ့ကိုဗင်ဟေဂင်ဒီဒီနေပိုင်နဲ့တဲကိုရုရှားဒုံးတွေထပ်ပြီးတော့ကျွန်းသွားတယ် အဲ့ဒါကိုလည်းဒီနေတိုးတက်မဟာကနေပြီးတော့ပြစ်ပြစ်ခတ်မှုတွေသတိပေးပြစ်ခတ်ချက်တွေတောင်းများစွာပြုလုပ်ခဲ့တယ်။နောက်ထပ်ဒီနယူးယောက်မှာပြုပြုလုပ်နေတဲ့ဒီကုလသမဂ္ဂအထွေထွေညီလာခံကနေပြီးတော့အမေရိကန်သမ္မတထွန်းကရုရှားကိုကြိမ်းမောင်းပြောဆိုလာတာလည်းရှိတယ်။ဒီနေတိုးရဲ့အတွင်းရေးမှုချုပ်ဖြစ်သူမာကာရိုတီကိုလည်းဒီဥရောပနိုင်ငံတွေကြားထဲမှာရုရှားရဲ့ကျူးကျော်မှုတွေရန်စားမှုတွေဖြစ်ပေါ်လာရင် ထိတိယောက်ယောက်ကင်တွယ်ဖြည့်ရှင်းမှုအတွက်ဒီအမေရိကန်တမားထွန်းကမကတ်ရူတီကိုပြောကြားခဲ့တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုရင်ဒီတင်မာမှုတွေကတတော်ကိုရုရှားနဲ့ဒီဥရောပနိုင်ငံတွေကြားထဲမှာရောအမေရိကန်ကြားထဲမှာရောတတော်ကိုရှိလာတာကိုတွေ့ရတယ်။တတော်တင်းတင်းရင်းရင်းကိုဖြစ်သွားပြီပေါ့နော်။အရင်တော့အဲတယောက်နဲ့တယောက်လွန်ဆွဲနေသလောက်ပဲတင်မာမှုကရှိတာပေါ့။အခုကကြောက်ခဲတွေလိုမာကျောတော့အောင်ကိုတင်းတင်းရင်းရင်းကိုမားကုန်ကြပြီတစ်ဖက်နဲ့တစ်ဖက်ကဥရောပကြားထဲမှာရှိတဲ့ဒီဒီ ရုရှားရဲ့ပြောကြားချက်ကိုပြန်ကြည့်မယ်ဆိုရင်ရုရှားစစ်ဘက်ဆိုင်ရာကနေပြီးတော့ထုတ်ပြန်တဲ့ကြေညာချက်တွေကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ ਨੇ ဒီယူကရိန်းကြားထဲမှာနေမြင့်အငင်းပွားမှုပြိပခစတင်တဲ့အချိန်ကနေပြီးတော့ယနေ့အချိန်ထိဥရောပနိုင်ငံအများစုကယူကရိန်းကိုကူညီပံ့ပိုးပေးတယ်ထောက်ပံ့ပေးတယ်စစ်ဘက်ဆိုင်ရာအသုံးပြုရင်လက်နက်ခဲယံအားလုံးကိုထောက်ပံ့ပေးပြီးတော့ကျွန်တော်တို့ကိုတိုက်ခိုက်ခိုင်းခဲ့တယ်အဲ့လိုပဲအခုလက်ရှိအချိန်ထိဒီဒီယူကရိန်းရဲ့ဒီ တပ်မဟာတွေထဲမှာနေတိုးတပ်ဖွဲ့ဝင်တွေမြောင်များစွာပါဝင်နေတယ်ဆိုတာကိုလည်းကျွန်တော်တို့သိထားပြီးသားလည်းဖြစ်တယ်။တတိလည်းရှိပြီးသားလည်းဖြစ်တယ်ဆိုပြီးတော့ဒီရုရှားအခြေစိုက်စစ်ဘက်ဆိုင်ရာသတင်းဌာနကနေထုတ်ပြန်ပြီးတော့ပြောကြားခဲ့တာရှိပါတယ်။ဒါကအချိန်ချင်းပြောကြားနေတာဒီယူကရိန်းကိုနေတိုးတပ်ဖွဲ့ဝင်တွေအနေနဲ့ထောက်ပံ့မှုတွေတက်ဆွဲမှုတွေပါဝင်ပတ်သက်မှုတွေကူညီမှုတွေမပေးဖို့မပြုလုပ်ဖို့ဆိုပြီးတော့အချိန်ချင်းရုရှားရဲ့ဒီစစ်ဘက်ဆိုင်ရာကာဝေးရေးဝန်ကြီးဌာနက စီဥရောပနိုင်ငံအများစုကိုပြောကြားနေတာဒါပေမဲ့အခုချိန်အထိလည်းအဲကျွန်တော်တို့က UK တနိုင်ငံနဲ့တိုက်ခိုက်နေရတာမဟုတ်ပါဘူးဥရောပနိုင်ငံအများစုနဲ့ကျွန်တော်တို့ရုရှားကစစ်ခင်းနေရကြောင်းလည်း၎င်းတို့ဒီစစ်ဘက်ဆိုင်ရာဌာနကနေပြီးတော့ရုရှားစစ်ဘက်ဆိုင်ရာဌာနကနေထုတ်ပြန်ခဲ့တာကိုတွေ့ရတယ်အဲ့တော့ပြောမယ်ဆိုရင်လက်ရှိအခြေအနေကဘယ်လိုဖြစ်နေလဲဆိုတော့ဒီအမေရိကန်တမလာထွန်းကအခုတမျိုးပြောလိုက်တော်ကြာနေတမျိုးပြောလိုက်စကားတွေကရှေ့နဲ့နောက်နဲ့မညီတာကိုလည်းတွေ့ရတယ်ဗျပထမဒီကျွန်တော်တို့ ဒီရုရှားတမ်မလာပူတင်နဲ့အမေရိကန်တမ်မလာထရန့်တို့ကဒီအလက်စကာပြည်နယ်မှာဒီ၎င်းတို့တွဲဆုံခဲ့တဲ့အချိန်တုန်းကဒီရုရှားသိမ်းထားတဲ့ဒီယူကရိန်းနဲ့ရုရှားပြည်ပခါမှာနယ်မြေပြည်ပခါမှာရုရှားသိမ်းထားတဲ့ဒီနယ်နယ်မိတ်9 9နေရာကိုပေါ့ဒီရုရှားလက်ထဲကိုပေးဖို့ဆိုပြီးတော့အမေရိကန်တမ်မလာထရန့်ကပြောကြားခဲ့ဒါနဲ့ပတ်သက်ပြီးတော့လေကမ္ဘာသတင်းဌာနအများစုကအဲလူမှုကွန်ရက်စာမျက်နှာတွေမှာချပြပြီးသားလည်းဖြစ်တယ်ပေါ့နော်အခုကျတော့အဲ့ပုံစံမဟုတ်တော့ပြန်ဘူး ဒါကျွန်တော် ပြောခဲ့ပြီးသားဟိုကမ္ဘာမှာရှိရတဲ့ဒီဥရောပနိုင်ငံအသီးသီးကဒီအမေရိကန်တမလားထွန့်ကိုလာရောက်ဖိအားပေးခဲ့တဲ့ EU နဲ့ NATO အဖွဲ့ဝင်တွေဘာလို့ညာရင်အကုန်လုံးကလာရောက်ပြီးဖိအားပေးခဲ့တယ်ပေးခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့ဒီနောက်ဆက်တွဲပြဿနာတွေကဘာဖြစ်လာလဲဆိုတော့စကားတွေပါအကုန်ပြောင်းသွားတယ် ကားတွေပါအမေရိကန်တမနာထွန်းကပြောင်းလာတယ်။တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဒီရုရှားကိုအဲတတော်ကိုတင်းတင်းမာမာစကားပြောလာတာကိုတွေ့ရတယ်။ရုရှားစစ်တပ်နဲ့ပတ်သက်ပြီးတော့တတော်ကိုဆူဆူဝါးအခြေအနေမှာရှိနေတယ်ဆိုတဲ့အကြောင်းအရာတွေကိုလည်းအမေရိကန်တမနာထွန်းကထုတ်ပြောကြားလာတာကိုတွေ့ရတယ်။ရုရှားဘက်ကတော့အမေရိကန်တမနာထွန်းကိုဘာမှပြောထားတာမတွေ့ရသေးဘူးဗျာလက်ရှိအခြေအနေတည်းပေါ့နော်။အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဒီစစ်မီးကပို့ပြီးတော့ကျေပြန့်သွားနိုင်တယ်ဆိုတဲ့အကြောင်းအရင်းကိုပြောချင်တာ။ ဒီဥရောပနိုင်ငံတွေကိုဒီအမေရိကန်သမ္မတထရန့်ကအလုံးစုံကိုတွန်းအားပေးပြီးတော့ရုရှားနဲ့ဒီစစ်ခင်းတဲ့နေရာမှာဟိုရရတင်းတင်းလှုပ်ဖို့ဆိုပြီးတော့ပြောကြားနေတာတွေတွေ့ရတယ်ဒါဒီကုလသမဂ္ဂအထွေထွေညီလာခံရနေတိုက်ရိုက်ပြောကြားနေတာကိုတွေ့ရတယ်နော်အဲ့တော့လက်ရှိယူကရိန်းရဲ့နယ်နိမိတ်ဒီရုရှားသိမ်းထားတဲ့နယ်နိမိတ်တွေကိုပြန်ရအောင်တိုက်ယူဖို့အထီထောင်မှအမေရိကန်သမ္မတထရန့်ကနေပြီးတော့ ဖိအားပေးပြီးတော့ဥရောပနိုင်ငံတွေကိုပြောကြားထားတာကိုတွေ့ရတယ်ခင်ဗျာယူကရိန်းကိုအဖက်ဖက်ကနေကူညီပြီးတော့စစ်သားစုဆောင်မှုပြုလုပ်ပြီးတော့ရုရှားကိုပြန်လည်ပြီးတော့တွန်းလှန်တိုက်ခိုက်ပြီးတော့ ဒီဒီရုရှားတင်ထားတဲ့နယ်နိမိတ်တွေကိုပြန်ပြီးအရယူဖို့ဆိုပြီးတော့ပြောကြားထားတာကိုတွေ့ရတယ်။ဒါတွေကိုပြန်ကြည့်မယ်ဆိုရင်ဒီအရှေ့လေပိုင်းနယ်မြေဒေတာကြီးတော့ဒီဥရောပနိုင်ငံအများစုနဲ့ရုရှားနဲ့ကြားထဲမှာစီးရင်တင်းမာမှုတွေကပုံမူပြီးတော့ပြင်းထန်လာမှုရှိတယ်။နောက်တစ်ခုကဒီကမ္ဘာပထဝီနိုင်ငံရေးလေလာသုံးသပ်ကိုးကားသူတွေရဲ့ဖော်ပြချက်ပေါ့ဗျာ။ဒါတကယ်ကိုနိုင်ငံရေးဂျိုးကြီးတွေလည်းဖြစ်တယ်။သူတို့ရဲ့ဖော်ပြချက်တွေကိုပြန်ကြည့်မယ်ဆိုရင်ကမ္ဘာကြီးကတော်တော်ဆိုးဆိုးဝါးအခြေအနေမှာရောက်ရှိနေပြီအမေရိကန်ကစစ်ဘက်ဆိုင်ရာ ာဏချုပ်အများစုကိုကမ္ဘာမှာရှိတဲ့၎င်းရဲ့စစ်ဘက်ဆိုင်ရာဌာနချုပ်အများစုကိုတနေရာထဲမှာစုယုံပြီးတော့အစည်းအဝေးလုပ်နေတယ်ဆိုတာကိုလည်းသိထားရတယ်။ဒါကအသိမကြာခင်မှာကမ္ဘာမှာစစ်ပွဲကြီးတစ်ခုဖြစ်တော့မယ်ဆိုတာကိုမိမောင်းထိုးပြနေခြင်းလည်းဖြစ်တယ်လို့လည်းကမ္ဘာပထဝီနိုင်ငံရေးလေလာသုံးသပ်သူတွေကပို့ကပြီးတော့ပြောကြားထားတာကိုတွေ့ရတယ်။ဒီကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့စစ်ပွဲရေးလုပ်ငန်းရှင်အများစုကထိတ်လန့်နေကြတယ်လို့လည်းအဲ၎င်းတို့ကကိုကပြီးတော့သုံးသပ်ပြောကြားထားတာလေးတွေကိုကျွန်တော်ရှယ်ပေးလိုက်ခြင်းဖြစ်တယ်ဗျ။လက်ရှိအခြေအနေကတော်တော်ကိုကမ္ဘာမှာဆူဆူဝါးဝါ အခြေအနေကိုရောက်ရှိနေကြောင်းကမ္ဘာပထဝီနိုင်ငံရေးလှစ်လာသုံးသပ်ကိုကားသူတွေကပြောကြားထားတာကိုတွေ့ရပါတယ်။ဟုတ်ကဲ့ပါဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးကိုသိစေချင်လို့ကျွန်တော်ရှယ်ပေးလိုက်ခြင်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်တင်ဆက်ပေးချင်ပါသေးတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဂါဇာကမ်းမြောင်တွေကိုအစည်းရဲ့နေမြေထိုးစစ်တွေဒီကြောင်းကနေပြီးတော့မောင်းတုံမဲ့ရုံးတွေပစ်လွတ်ပြီးတိုက်ခိုက်တာတွေကဒဇနဲ့ဒဇပုံမူပြီးတော့ပြင်းထန်လာတာကိုတွေ့ရပါတယ်။ယနေ့ဆိုရင်အစည်းရဲ့တိုက်ခိုက်မှုကြောင့်မလို့ဒီလူနေထူတက်တဲ့ဒီဒုက္ခတဲ့စခန်းတွေနောက်ထပ်ကျွန်တော်တို့ဒီ ဒီစေဘဆိုင်ရာဝန်ထမ်းတွေရှိတဲ့နေရာတွေကိုတာဂက်ထားပြီးတော့အစည်းအကနေပြီးတော့ ဒီမောက်သူမဲ့ရုံးနေနဲ့ပြစ်လွတ်ပြီးတော့ဘုံသေးတွေချပြီးတော့တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ခင်ဗျာဒါကာဇာရဲ့ဒီသတင်းမီဒီယာအများစုကကာဇာကမ်းမြောင်ထဲမှာရှိတဲ့ဒီသတင်းမီဒီယာအများစုကပေါ်ပြထားတာကိုတွေ့ရတယ်ရုပ်သံအများစုကိုလည်းကျွန်တော်ထည့်ပေးထားပါတယ်လက်ရှိကာဇာထဲမှာတက်ကြီးရွယ်ဦးကလေးသူငယ်နော်နောက်တစ်ခုအမျိုးသားအမျိုးသမီးနော်ဒါတွေကတော်တော်ကိုဆူဆူဝါဝအချိန်ကြီးကြီးမှာရောက်ရှိနေကြောင်းကမ္ဘာသတင်းဌာနအများစုကဒီအကြောင်းနဲ့ပတ်သက်ပြီးတော့တွင်တွင်ကြဲကြဲလူမှုကွန်ရက်စာမျက်နှာအများစုမှာချပြထားတာကိုတွေ့ရပါတယ်အော်ဒီနေမြထိုးစစ်ထဲမှာလည်းအစည်းရဲ့ဒီ idea စစ်သားတွေကမကဘတင်ကားတွေကိုအသုံးပြုတယ်။နော်ဒါဒီတင်ကားတွေနဲ့ဒီကလေးချပစ်တယ်။နော်နောက်အဝေးကနေပြီးတော့ sniper တွေထောက်ပြီးတော့ပစ်ခတ်တယ်။ဒါတွေအများကြီးလုပ်နေတယ်။နောက်တစ်ခုကဒီလူငယ်လူရွယ်အမျိုးသားတွေပေါ့နော်။ဒီအမျိုးသားတွေကိုစစ်စင်းမင်းမြန်မရှိအမျိုးသားတွေ့တာနဲ့တန်းပြီးတော့ဖမ်းပြီးတော့ခေါ်ဆောင်သွားကြောင်းဒါကာဇာသတင်းဌာနအများစုကပြောကြားထားတာကိုတွေ့ရတယ်။ဒီကာဇာကမ်းမြောင်ထဲမှာရှိတဲ့သတင်းသမားတွေကိုလည်းမြင်မြင်သလိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနော်ဒါ ကမ္ဘာတည်ထောင်အများစုကဒီအကြောင်းနဲ့ပတ်သက်ပြီးတော့တွင်တွင်ကျယ်ကျယ် ကျပြထားတာကိုတွေ့ရပါတယ်။လက်ရှိကာဇာကမ်းမြောင်အခြေအနေကတော့တော်တော်ကိုဆိုးဆိုးဝါးဝါအခြေအနေမှာရှိနေကြောင်းကမ္ဘာပထဝီနိုင်ငံရေးလေလံ၃၀သူတွေရောကမ္ဘာတင်ဌာနအများစုကရောကမ္ဘာနိုင်ငံမှာအသီးသီးမှာရှိတဲ့အရသာပြည်သူအများစုကပါဒီအကြောင်းကိုတွင်တွင်ကြဲကြဲလူမှုကွန်ရက်စာမျက်နှာတွေမှာချပြထားပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးကိုသိစေချင်လို့ share ပေးလိုက်ခြင်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းကာဇာကမ်းမြောင်ထဲမှာပဲဒီဟမတ်ရဲ့တက်ခွဲတွေဖြစ်တဲ့အကစားတက်မဟာကနေပြီးတော့ဒီကျုံးဝင်လာတဲ့ဒီအစည်း IDS စစ်တပ်ရဲ့မကဘတ်တင်ကဒဇင်းကိုပ စ်ခတ်တိုက်ခိုက်ထားတာတွေရှိပါတယ်ဒီလိုမကပတင်ကားတွေကိုလည်းဒီဟာမတ်ရဲ့တက်ခွဲတွေဖြစ်တဲ့ဒီအေကာစာတက်မဟာတို့အေကိုတာတက်မဟာတို့ဒီတက်မဟာတွေကနေပြီးတော့ပုံစံမတူညီတဲ့ပုံစံတွေကနေပြီးတော့ခြုံခိုပြီးတော့နေရာတိတိကနေတိုက်ခိုက်နေပါတယ်အဲသူတို့လည်းသူတို့ဒီလုံနိုင်တဲ့ပုံစံနဲ့သူတို့ကလုံပြီးတော့တိုက်ခိုက်နေခြင်းဖြစ်တယ်အဲအသင်းထောင်ထားတဲ့ဘုံတွေတက်ခွဲပြီးတော့တိုက်ခိုက်တာမျိုးတွေရှိတယ်နောက်တစ်ခုက ြီး300ဒီဂရီအကွာအဝေးကနေပြီးတော့105မမကြီးကြီးကြီးတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်တာတွေလည်းရှိကြောင်းဒါဒီရုပ်တံတွေကိုလည်း၎င်းတို့ဒီလူမှုကွန်ရက်စာမျက်နှာမှာအေကာစာတက်မဟာကထုတ်ပြန်ထားတာတွေ့ရလို့ကျွန်တော်အားလုံးကိုသိစေချင်လို့ share ပေးခြင်းဖြစ်ပါတယ်ခင်ဗျလက်ရှိကာစာကမ်းမြောင်တွေကအခြေအနေအလုံးစုံအရရက်ကိုကျွန်တော်ဒီနေ့တင်ဆက်ပေးလိုက်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါသေးတယ် ဟုတ်ကဲ့ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီ Netherlands နိုင်ငံမှာတည်ရှိတဲ့ ICC ဆိုတဲ့တရားရုံးချုပ်ပေါ့နော်ဒါစစ်ခုံရုံးတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဒီစစ်ရာဇဝင်မှုတွေကျူးလွန်တဲ့ဒီ January တွေကိုအဖြစ်ပေးတဲ့နေရာတစ်ခုလည်းဖြစ်တယ်ဝင်ကြီးချုပ်တွေကိုအဖြစ်ပေးတဲ့နေရာတစ်ခုလည်းဖြစ်တယ်ဗောနောနိုင်ငံတော်တမရတွေကိုအဖြစ်ပေးတဲ့နေရာတစ်ခုဖြစ်တယ်ဒီတရားရုံးချုပ်ကြီးကိုအမေရိကန်ကနေပြီးတော့ ဒီအရေးယူပြီးတော့ပိတ်သိမ်းဖို့အထိလှုပ်ဆောင်နေတယ်ဆိုပြီးတော့ကမ္ဘာသတင်းဌာနအများစုကတော့ဖော်ပြထားတာကိုတွေ့ရတယ်လက်ရှိအချိန်ထိတော့ဒီတရားရုံးချုပ်ကြီး ICC တရားရုံးချုပ်ကြီးဟာနယ်သာလန်နိုင်ငံမှာလက်ပတ်နေသေးတယ်အသက်ဝင်နေသေးတယ်သို့တော့ဒီနယ်သာလန်နိုင်ငံမှာရှိတဲ့ဒီ ICC တရားရုံးချုပ်ကြီးမှာရှိတဲ့တာဝန်ထမ်းဆောင်နေတဲ့ဥပဒေပညာရှင်တွေဟိုနိုင်ငံဝန်ထမ်းတွေဒီကမ္ဘာဝန်ထမ်းတွေအကုန်လုံးကိုဒီတန်ခတ်ပိတ်ဆို့အရေးယူထားတဲ့အမေရိကန်ကနေပြီးတော့ ဒါအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူမာကိုရူဘီယိုကနေပြီးတော့တန်ခတ်ပိတ်ဆို့မှုတွေအပုံစံအမျိုးစုံခရီးသွားပိတ်ဆို့မှုတွေနော်ဒီရောင်းဝယ်ဖောက်ကားမှုပိတ်ဆို့မှုတွေနော်စကားပြောဆိုမှုပိတ်ဆို့မှုအများကြီးပဲပေါ့နော်အာပြုတ်လောက်ထားတာတွေ့ရတယ်နော်ဒါကဒီ2025ခုနှစ်အမေရိကန်တမ်လာထွန်းတက်လာတဲ့အချိန်မှာဇက်တိုက်လောက်သွားတာတွေ့ရတယ်ဘာကြောင့်ဒီ ICC မှာရှိတဲ့ဒီကမ္ဘာစစ်ခုံရုံးကြီးဖြစ်တဲ့ဒီနိုင်ငံဝန်တန်းတွေကမ္ဘာဝန်တန်းတွေကိုဒီလိုပိတ်ဆို့အရေးယူမှုတွေလောက်လာလဲဘာကြောင့်ဒီ ICC တရားရုံးချုပ်ကြီးကိုအမေရိကန်ကချိတ်ပိတ်ဖို့ဒီလုပ်နေရတာလဲဒါက အမေရိကန်လုံနေတဲ့ရေဝက်ချက်ကအရန်ကိုဟိုကဘာမှာတိတာထင်တာလုံးအားကြီးသွားတယ်ခင်ဗျာတော့ဒီသားကြီးကဘာလို့လဲဆိုတော့ဒီ ICC တရားရုံးချုပ်က2025ခုနှစ်အစောပိုင်းလောက်ကနော်ကျွန်တော်တို့ဒီအစည်းဝင်ကြီးချုပ်ဖြစ်သူအဲဘီဂျမင်နီတန်ယာဟူနဲ့အတူ၎င်းရဲ့ဒီကာကွယ်ရေးဝင်ကြီးပေါ့ဆစ်ဘက်ဆိုင်ရာကာကွယ်ရေးဝင်ကြီးဖြစ်သူယူအာဂယ်လန်တို့ကို ဒီဖန်ဝရန်ထုတ်ခဲ့တယ်ဖန်ဝရန်ထုတ်တဲ့အကြောင်းရင်းကဒီဒီစစ်ရာဇဝတ်မှုကျူးလွန်တဲ့အတွက်ကြောင့်မလို့ဒီတရားရုံးကနေချမှတ်ပြီးတော့အမိန့်ချမှတ်ပြီးတော့ဖန်ဝရန်ထုတ်ခဲ့ဖန်ဝရန်ထုတ်လိုက်တဲ့အချိန်ကစပြီးတော့ဒီ ICC တရားရုံးချုပ်ကြီးကဥပဒေပညာရှင်တွေကိုအမေရိကန်ကပိတ်ဆို့တန်ခတ်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်။နော်။ဒါကတကယ်စစ်ရာဇဝတ်မှုကျူးလွန်ထားတဲ့ဒီဝန်ကြီးချုပ်အစည်းဝန်ကြီးချုပ်ဗီဂျမင်နေတန်ယာဟုကိုဖန်ဝရန်ထုတ်တယ်။ နောက်ထပ်ဒီခီးသွွားပိတ်ဆို့မှုတွေလုပ်တယ်ဒီနောက်ထပ်ဒီကျွန်တော်တို့ဒီကာကွယ်ရေးဝန်ကြီးဖြစ်သူယူအာဂဲလန်ကိုနောက်ထပ်ဒီအစည်းအရဒီဌာနဆိုင်ရာမှာရှိတဲ့အမျိုးသားရေးအစွန်းရောက်ဒီအေဝန်ကြီးချုပ်တွေအားလုံးကိုဖမ်းခွံထုတ်တဲ့အထီတော်ဆက်သွားဖို့ရှိနေတာကိုမလုံရဲတော့အောင်ကိုဒီအမေရိကန်ကနေပြီးတော့ ICC တရားရုံးချုပ်ကြီးကို ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တယ်အခုဆိုရင်ဘလောက်ဆိုးွားလာလဲဆိုရင်အမေရိကန်နိုင်ငံသားကြီးဝန်ကြီးဖြစ်သူမာကိုရိုဘီယိုကနေပြီးတော့ဒီတရားရုံးချုပ်ကြီးကမလို့အပ်တော့တဲ့ပုံစံမျိုးစကားပြောလာပြီးတော့ဒီတရားရုံးချုပ်ကြီးကိုပိတ်သိမ်းဖို့အထီတောင်းဖိအားတွေပေးလာတယ်လို့နယ်သာလန်မှာရှိတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူအများစုကဒီအကြောင်းကိုကမ္ဘာသတင်းဌာနအများစုမှာချပြပြောဆိုလာတာတွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့တော်တော်တော့အဲစိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျာနော်အဲကမ္ဘာရဲ့ဥပဒေစံချိန်စံနှုန်းတွေအထက်မှာ အစည်းစီုံဝါဒီဂျူးလူမျိုးတွေတက်ပြီးတော့ထိုင်နေကြောင်းကျွန်တော်ဒီနေရာကနေပြီးတော့အားလုံးကိုသိစေချင်လို့ share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါသေးတယ်ဟုတ်ကဲ့ခင်ဗျနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့အာဖဂန်နစ္စတန်မှာရှိတဲ့ဒီအမေရိကန်လီတာစကန်ကြီးတစ်ခုဖြစ်တဲ့ဒီအရှိလေပိုင်းထဲမှာပေါ့နော်အကြီးမားဆုံးလီတာစကန်လို့လည်းအားလုံးကပြောကြတယ်ဒါပေမဲ့တိုးတော့လက်ရှိအကြီးမားဆုံးလီတာစကန်ကတော့ဒီကာတာနိုင်ငံမှာရှိတဲ့ အဲဒီ air audit data scan တို့ကတကယ်ကိုကြီးမားတဲ့ data scan ကြီးတွေဖြစ်တယ်ဒါအရှိလေပိုင်းနေမှာเนาะအမေရိကန်ရဲ့ data scan ဒါပေမဲ့တိုးတော့ဒီ Afghanistan မှာရှိတဲ့ background data scan ဆိုတာကလည်းတကယ်ကိုအရှိလေပိုင်းနေမှာကြီးမားတဲ့ data scan တစ်ခုလည်းဖြစ်ခဲ့တယ်ခင်ဗျဒါပေမဲ့ဒီ data scan ကြီးကတော့လက်ရှိဒီ Afghanistan ထဲမှာရှိတဲ့ data scan ကြီးကတော့ Taliban တွေအုပ်ချုပ်မှုရန်ရအောင်မှာရောက်ရှိသွားပြီဖြစ်တယ် Taliban တွေလက်ထဲမှာဒီအမေရိကန်ကကြားရောက်သွားတဲ့အတွက်ကြောင့်မလို့ဒီ data scan ကြီးကိုအလုံးစုံထားပစ်ခဲ့ရတယ်ဒီ data scan နဲ့ပတ်သက်ပြီးတော့ဒီအမေရိကန်တမန်ထွန့်အစိုးရတက်လာတဲ့အချိန်ကနေပြီးတော့စပြီးမျက်စောင်းထိုးတာယခုဒီကမ္ဘာမှာရှိတဲ့ဒီ media ရှေ့မှာရော ကနိုင်ငံတကာရှေ့မှာရောချပြလာတာကိုအမေရိကန်သမ္မတထွန်းကပြောကြားလာတာတွေ့ရတယ်ဘယ်လိုပြောကြားလာတာလဲဆိုတော့လွန်ခဲ့တဲ့ရက်အစောပိုင်းလောက်ကလေးကပြောလာတာယနေ့ဆိုတရားဝင်ပြောလာတာဒီအထိအဆင့်ထိရောက်လာပြီဗျာနော်ဒီဒီအမေရိကန်နေပြုလုပ်ထားတဲ့ဒီတာလီဘန်နေထဲမှာရှိတဲ့ဘာဂရန်လီတက်ခန်းကဒီတရုတ်ရဲ့ဒီနျူကလ িয়ার တူလောင်တဲ့ဓာတ်ပေါင်းဗိုလ်တွေနောက်တစ်ခုကဒီယူရေနီယံတန့်စင်တဲ့နေရာတွေအများကြီးပေါ့နော်ဒီလိုနေရာတွေနဲ့ဒီအနီးဆုံးနေရာကိုပြပါဆိုရင် ဒီတာလီဘန်တွေလက်ထဲမှာကြာရောက်သွားတဲ့အာဖဂန်နစ္စတန်မှာရှိတဲ့ဒီဘာဂရန်လီတက်စခန်းကလုံးဝတိုက်ရိုက်နီးအနည်းဆုံးပေါ့နော်အနည်းဆုံးပြောမှဆိုရင်40မိနစ်40လောက်သွားလိုက်ရင်ကိုဒီနေရာကရောက်သွားတာဒါမိနစ်40လောက်သွားလိုက်မှဆိုဒီတရုတ်ရဲ့ပိုင်းနဲ့အထက်ကိုရောက်သွားတဲ့နေရာမျိုးပေါ့နော်ဒီသတင်းယူကသတင်းအချက်လက်ယူကတိတ်ကောင်းတဲ့နေရာမျိုးလို့ပြောလို့ရအဲ့တော့ဒီလီတက်စခန်းကိုအမေရိကန်သမ္မတထွန့်အသေးအံလိုချင်နေတဲ့အကြောင်းရင်းကတရုတ်ရဲ့ဒီအရှိလေပိုင်းမှာလှုပ်ရှားမှုအားလုံးကိုအလုံးစုံကိုသူကတည်ချင်တာရောနောက်ပြဒီတရုတ်ရဲ့နျူကလ িয়ার site ဒီအများကြီးကိုထိန်းချုပ်ချင်တာရော ဒါပါတယ်ဆိုပြီးတော့ကမ္ဘာပထဝီနိုင်ငံရေးလေလာသုံးသပ်သူတွေကပေါ်ပြထားတာကိုတွေ့ရတယ်။ဒါနဲ့ပတ်သက်ပြီးတော့အမေရိကန်ကဒီတာလီဘန်လေးလက်ထဲမှာရှိနေတဲ့ဒီဘာဂလန်လေးတက်စကန်ကြီးကိုပြန်ပေးရင်ပေးမပေးရင်တော့တာလီဘန်လေးကိုငါအဆိုးမဆိုးနဲ့ဆိုတဲ့ပုံစံနဲ့အမေရိကန်ကချင်းချောက်ပြီးပြောကြားထားတာတွေရှိတယ်ခင်ဗျ။ဒါတွေကပြန်ပြီးတော့အင်းကြည့်မယ်ဆိုရင်တော်တော်ဆူဆူဝါးဝါးအခြေအနေမှာရှိကြောင်းနော် အကဘာတဲ့နေရာပေါ်ပြတာဒါအမေရိကန်ကနိုင်ငံငယ်တွေပေါ်မှာချင်းချောက်တာအာဒါအမေရိကန်တမထွန့်တက်လာတဲ့အချိန်ကဇက်တိုက်လုတ်ခဲ့တာပေါ့နော်စီးပွားရေးအရာရောလူမှုရေးအရာရောနော်နောက်ပဲစစ်ရေးအရာရောအကုန်လုံးကိုဇက်တိုက် PR ပေးပြီးချင်းချောက်မှုတွေအခွန်တွေနော်တိုးမြင့်ကောက်ခဲ့ဒါတွေကအမျိုးစုံလုတ်ခဲ့တာအမေရိကန်နော်သူတို့ဒီအမေရိကန်နိုင်ငံနဲ့တခြားနိုင်ငံနဲ့လုံးဝမတူအောင်တန်းတူလုံးဝမရှိစရာဘူးဆိုတဲ့ပုံစံနဲ့အဲတခြားနိုင်ငံငယ်တွေပေါ်မှာဆက်ဆံခဲ့တယ်ဆိုပြီးတော့ကမ္ဘာပထဝီနိုင်ငံကြီးလေးလာ၃သက်ကူကားသူတွေကပေါ်ပြခဲ့တယ်ဒါနဲ့ပတ်သက်ပြီးတော့တာလီဘန်အာဏာပိုင်အဖွဲ့အစည်းကတော့ကျွန်တော်တို့ဒီအာဖဂန်နစ္စတန်ထဲမှာနိုင်ငံခြားစစ်တပ်လုံးဝမထားနိုင်ဘူး ကျွန်တော်တို့ကတော့ဒီလေးတက်စခန်းမှာမဟုတ်ဘယ်နေရာမှာတက်လက်မှတော့မှာကျွန်တော်တို့မြေထဲမှာအဲတခြားလူမျိုးလာပြီးတော့လေးတက်စခန်းဖွင့်တာစစ်စခန်းဖွင့်တာတခြားနိုင်ငံကနေလာပြီးတော့ကျူးကျော်ပြီးတော့လေးတက်စခန်းဖွင့်တာလို့စစ်စခန်းဖွင့်တာလို့အပြုလို့မခံဘူးဆိုပြီးတော့တာလီဘန်နေဒီဒီအာဖဂန်နစ္စတန်ရဲ့အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့တာလီဘန်ဒီအုပ်ချုပ်ရေးရန်ညားကနေပြီးတော့ထုတ်ပြန်လာတာတွေ့ရတယ်။နော်ဒါကတော့သူတို့ဘက်ကနေပြီးတော့ဟိုတသွေးတသန်တမိန်နေဆိုတဲ့ပုံစံနဲ့ပဲသွားတာ။နော်အဲ့တော့လုံးဝခွင့်မပြုနိုင်ဘူး။အမေရိကန်ဆိုရင်ပိုဆိုးတယ်တခြားတခြားနိုင်ငံကလာပြီးတော့ အဲစစ်ရေးစခန်းတွေစောင့်မယ်ဆိုရင်တော့တို့တာလီဘန်တွေစဉ်းစားရင်စဉ်းစားလိမ့်မယ်အမေရိကန်ဆိုရင်တော့အစိုးရအဆုံးပုံစံနဲ့ပဲတို့ကဆက်ဆံသွားမှာဖြစ်တယ်လို့လည်းအဲဒီတာလီဘန်ဒီအခြေစိုက်သတင်းဌာနတွေကနေပြီးတော့ထုတ်ပြန်လာတာကိုတွေ့ရတယ်ခင်ဗျဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးကိုသိစေချင်လို့ share ပေးလိုက်ခြင်းဖြစ်ပါတယ်ဒါလည်းအားလုံးတီးပီးသားလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်လက်ရှိအခြေအနေမှာတော့တော်တော်တင်းမာမှုရှိနေတဲ့အတွက်ကြောင့်ဒီသတင်းလေးကိုကျွန်တော်ထည့်ပြီး share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ထူးခြားတဲ့သတင်းအများစုကိုအားလုံးကိုတနေရာတွေကနေပြီးတော့သိစေချင်တဲ့စိတ်နဲ့ share ပေးလိုက်ခြင်းဖြစ်ပါတယ်လက်ရှိဂါဇာကမ်းမြောင်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တော်တော်ကိုစိတ်မကောင်းဖြစ်ရပါတယ်တော့တက်ကြီးရ ွယ်ဦးနဲ့ကလေးသူငယ်တော့မနာမချမ်းဖြစ်နေတဲ့ဒီစိတ်ကူးသားမှုခံယူနေတဲ့အရတားပြည်သူအများစုပေါ့နော်သူတို့အတွက်တော်တော်ကိုစိတ်မကောင်းဖြစ်ရတယ်တော်တော်ဒုက္ခရောက်နေရှာပါတယ်နော်အဲ့တော့အားလုံးအနေနဲ့တတ်နိုင်တဲ့ဘက်ကနေပြီးတော့စုပေါင်းမြတ်တာတွေပို့သပေးဖို့ကျွန်တော်အနုညွန်ဒီညားကနေတောင်းဆိုလိုက်ပါတယ်အီမန်ရှင်နေအနေနဲ့လည်းမိမိတို့တတ်နိုင်တဲ့ဘက်ကနေစွာတကားတွေထုတ်ပေးဖို့ဒီတို့ဟာချက်တွေဖတ်ပေးဖို့ကျွန်တော် ကျွန်တော်ထပ်လောင်းပြီးတော့ပြောလိုက်ပေးရစီခင်ဗျာနော်ဒီအတွက်အကုန်လုံးဂရုတစိုက်နဲ့အားလုံးစစ်စစ်လုံးလုံးနဲ့ပြုလုပ်ပေးဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်အခြားကျွန်တော်ပြောချင်တာကတော့မြန်မာနိုင်ငံကြီးပူနွေးနေတဲ့အချိန်ပေါ့နော်မြန်မာနိုင်ငံကြီးအဖက်ဖက်ကနေဒီပိတ်ဆို့မှုတွေအေးအေးယူမှုတွေမြန်မာနိုင်ငံကြီးထဲမှာဒီပြည်တွင်းစစ်ပြဒနာမီးတွေဖြစ်နေတဲ့အချိန်မှာနော်အခုဘာသာရေးအစွန်းရောက်တွေကပါထပ်မံပြီးတော့မီးမွှေးဖို့ကြိုးစားနေပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အထူးဂရုစိုက်ဖို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်ဒီနေရာကနေပြီးတော့အာကျွန်တော်တို့မြန်မာနိုင်ငံကြီးနဲ့အေးချမ်းချင်တယ်နော်အဲ့ဒီတော့ဆူတောင်းမေတ္တာတွေပို့သပေးဖို့ကျွန်တော်တောင်းဆိုချင်တယ်အခြားဘာသာရေးအစွန်းရောက်တွေရဲ့တွေးထိုးလှုံ့ဆော်မှုတွေကတော့2012လ ောက်ကလေးကဝါလာပြန်နေလှုပ်ဆောင်နေအဲတစ်ဖက်နဲ့တစ်ဖက်မငိမ့်ချမ်းအောင်အဲပြောရမယ်ဆိုရင်ပြ ဒီဥစ္စာအပြန်အလှန်ပြောဆိုကြတဲ့သူတွေရှိတယ်လူမျိုးစုနှစ်ခုကြားထဲမှာကျွန်တော်ဒီလိုအမုန်းပွားတဲ့အမုန်းတရားစကားတွေပြောခြင်းကအာတော်တော်ကိုအောက်တန်းကြတဲ့လောက်ရဖြစ်ကြောင်းဒါကဘာမှရှိတဲ့ဒီကမ္ဘာပထဝီနိုင်ငံလေးလာသုံးသက်သူအများစုကပေါ်ပြပြီးသားလည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒီလိုလူမျိုးစုနှစ်စုကြားထဲမှာတစ်ဖက်နဲ့တစ်ဖက်သွေးထိုးမှုတွေလှုပ်ဆောင်မှုတွေလှုပ်ဆောင်လာပြီးဆိုရင်အဲဒီမွတ်စလင်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်စတန်ပဲဖြစ်ဖြစ်တခြားဘယ်ဘာသာဟိန္ဒူဘာသာပဲဖြစ်ဖြစ်တခြားဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်လူဆိုရင်လူလိုမြင်မှာလူလိုတွေးပါကျွန်တော်အနေနဲ့ပြောချင်တာကလူစိတ်ထဲ့ပါ နော်လူစိတ်ထဲမှာကိုနဲ့မတူတဲ့ဘာသာကို respect လုပ်ပါနော်လေးလေးစားစားဆက်ဆံပါအဲသူတို့ကိုလမ်းဖွင့်ပေးပါသူတို့ကိုရိုးရိုးတေးတေးစကားပြောပါသူတို့နဲ့ပတ်သက်ပြီးတော့ကိုယ့်ပေါ်မှာရှိတဲ့စေတနာမြတ်တာအရင်ခံပြီးတော့အဲအားလုံးကိုကောင်းကောင်းမွန်မွန်ဆက်ဆံဖို့အတွက်ဘာသာတိုင်းမှာညွှန်ကြားထားပြီးသားဖြစ်တယ်ဘာသာတရားအားလုံးကကောင်းမွန်တဲ့ဘာသာတွေဖြစ်တယ်အဲတော့လူတွေမကောင်းတာဖြစ်တယ်လူတွေကမကောင်းမှုဆိုတာကနော် ဘက်ပေါင်းစုံကနေညစ်ပတ်နေတဲ့သူစိတ်နှလုံးသားကြီးတွေပိုင်ဆိုင်ထားတဲ့အတွက်မကောင်းတာဖြစ်တယ်။ကိုလှုပ်ဆရာရှိတဲ့အလုပ်ကိုမလုပ်ဘဲနဲ့မလုပ်သင့်တဲ့အရာတွေကိုလုပ်တဲ့အတွက်ကြောင့်လူတွေကမကောင်းတာတဖြည်းဖြည်းနဲ့ဆိုးဝါးသွားတာဖြစ်တယ်။အဲ့တော့ကျွန်တော်ပြောချင်တာကကိုနဲ့မဆိုင်တဲ့အရာဘာသာရေးအစွန်းရောက်စကားပြောနေတဲ့ဗီဒီယိုကိုတွေ့ပြီးဆိုတာနဲ့ block လိုက်ပါ။အဲ့ဒီလူနဲ့အဲ့ဒီဗီဒီယိုကိုလည်းကိုကိုယ်တိုင်မကြည့်ပါနဲ့။နော်ဘလော့ပြတဲ့အကောင့်တော့မှာပဲကျွန်တော်ဒီနေရာကနေအကြံပေးချင်တာ။သူ့ကိုပြန်ပြီးတော့တုံ့ပြန်ပြီးတော့ပြောဆိုမှုတွေလည်းမလုပ်ပါနဲ့။ကိုနဲ့ဒမ်းမတူအောင်။ तू ကအစွန်းရောက်ဦးလဲဖြစ်နေတဲ့အတွက်ကြောင့် तू ကအစွန်းရောက်ပြီဆိုခဲ့က तू အကြံဖတ်ဖို့အတွက် तू ပါလာပြီကြာနော်။ အဲ့တော့ကျွန်တော်ပြောချင်တာကသူ့မှာအုံနောက်ကနော်သူအစွန်ရောက်လူတွေကိုစုမယ်စုပြီးတော့ဒီထဲမှာသူတင်းသွင်းမယ်တင်းသွင်းပြီးတော့ဒီမိကိုစမွေးမယ်အဲ့တော့မခံကျင်နဲ့မခံနိုင်တဲ့သူတွေကဝင်ကြည့်မယ်ကြည့်ပြီးတော့ဒီအเจ้าယာကြီးကိုသူကဘာလုပ်မလဲဆိုရင်ဝါရဖျက်မယ်မဟုတ်တာတွေကိုဟုတ်ပါတယ်ဆိုပြီးတော့ဝါရဖျက်မယ်ဒီလူတွေပါအချစ်တွေများဒီဒီမှာ view တွေများမယ်နောက်ပြကျွန်တော်တို့ like တွေများမယ် share တွေများမယ်အကုန်လုံးပေါ့ဗျာပုံစံမတူညီတဲ့ပုံစံနဲ့အကုန်လုံးဒီ social မှာပြန့်သွားပြီဆိုတာနဲ့တပြိုင်တည်းသူပြောလိုက်တဲ့စကားကြီးကမှားနေတော့လေအကုန်လုံးကဟာ တွေးဝေပြီးတော့ဟုတ်ပါသလားဒါစဉ်းစားကမှာပါလားဆိုပြီးတော့အကုန်လုံးကထင်သွားထင်ရောက်ထင်မှားဖြစ်သွားကြတယ်အဲ့တော့ကိုယ့်အလုပ်ကိုကိုယ်လုပ်ပါကိုယ့်အလုပ်ကိုကိုယ်မလုပ်ဘဲနဲ့ဒီဘာသာရေးမီးတွေလိုက်မှုေးပြီးတော့နိုင်ငံကမှငကိုရပြည်တွင်းစစ်ဒဏ်နဲ့အကုန်လုံးတော့ကရောက်နေတဲ့အချိန်မှာဒီလိုဘာသာရေးအစွန်းရောက်တွေကနိုင်ငံထဲမှာရှိပြီးတော့ဒီလိုမီးတွေလိုက်မှုေးနေမယ်ဆိုနိုင်ငံကပို့ပြီးစိုးဖို့ပဲရှိတယ်အဲ့တော့ဒီဘာသာရေးအစွန်းရောက်တွေပြောကြားနေတဲ့ရုပ်သံဗီဒီယိုတွေကိုတွေ့တယ်ဆိုရင် ကောင်းမွန်တဲ့စိတ်နဲ့ပဲကြည့်ပြီးသူတို့ကိုဘလော့ပလိုက်ပါကိုကိုစာမျက်နှာထဲမှာဘယ် platform မှာပဲဖြစ်ဖြစ် TikTok မှာပဲဖြစ်ဖြစ်ဒီ social media တွေဆို Facebook မှာပဲဖြစ်ဖြစ် YouTube မှာပဲဖြစ်ဖြစ် H မှာပဲဖြစ်ဖြစ်ဘောနောကိုကြိုက်တဲ့ platform ကိုအသုံးပြုဒီ platform တွေမှာတွေ့လိုက်တဲ့ပြိုင်နဲ့ဒီ post ကိုဘလော့ပလိုက်ဘာသာရေးအစိုးရပြောနေတဲ့သူမှန်တယ်မြတ်အကုန်လုံးမွတ်စလင်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ဘာသာရေးနဲ့ပတ်သက်တဲ့အစိုးရတွေပြောလာပြီဆိုရင်ဘလော့ပလိုက်တာအကောင်းဆုံးပါမကြည့်တာအကောင်းဆုံးပါဗုဒ္ဓဘာသာဒီဟိုဘာသာရေးအစိုးရတွေရောမွတ်စလင်ဘာသာရေးအစိုးရတွေရောခရစ်ယာန်ဘာသာရေးအစိုးရတွေရောနောက်တစ်ခုကျွန်တော်တို့ဟိန္ဒူဘာသာရေးအစိုးရတွေဒီလိုအစိုးရစကားတွေပြောလာပြီဆိုရင်ဘလော့ပလိုက်တာအကောင်းဆုံးပဲကျွန်တော်ပြောချင်တာနော် တို့ကိုလုံးဝနေရာမပေးပါနဲ့တို့ကိုလူကြားတဲ့ကိုဝင်လို့မရအောင်ကိုတို့ကို block ထားပါသူတို့ကို ban ထားပါเนาะအဲ့တော့ကျွန်တော်ပြောချင်တဲ့စကားကဒါလေးပဲပြောချင်တယ်သူတို့ကိုလုံးဝနေရာမပေးပါနဲ့ဘယ်နေရာမှမပေးပါနဲ့သူတို့ကိုကောင်းတဲ့နေရာပဲဖြစ်ဆိုးတဲ့နေရာပဲဖြစ်ဒီနေရာလေးကသူတို့နဲ့တင်းတော့ပါတယ်သူတို့ဒီလိုလေးတော့ဆက်ဆံလိုက်ရမယ်သူတို့လေးကိုပြန်ပြီးတော့စကားသူတို့ view လေးကိုဝင်ကြည့်ပေးလိုက်ရမယ်သူတို့ view လေးကိုပြန်ပြီးတော့ comment အောက်ကနေငါမခံနိုင်တဲ့စကားလေးတခုဟာငါမှားနေတာငါမှားနေတာငါချက်ချပြရမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့တွားပြီးတော့သူတို့နဲ့ debate တွားမလုပ်မိပါစေနဲ့အဲ့ဒါသူတို့လိုချင်တဲ့ခွင်တွေကိုကိုရောက်ရှိသွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီလူတွေကိုတွေ့ပြီးဆိုရင်တပြိုင်နက်တည်း YouTube မှာဆိုလဲ block လိုက်ပါเนาะအဲ့ဒါသူတို့ video ကို share တဲ့သူပါ block တို့ဗီဒီယိုကို share လာတဲ့သူကိုပါဘလော့ပြထပ်ပြီးအဲ့ဒါအကောင်ဆုံးကိုယ့်ရဲ့လောက်ရဖြစ်ပါတယ်နော်နောက်တစ်ခုကသတင်းတစ်ခုကိုကြည့်မယ်ဆိုရင်သတင်းနဲ့ပတ်သက်ပြီးတော့အခြေအနေရှိလားဒီသတင်းကခိုင်လုံလားဒီသတင်းနဲ့ပတ်သက်ပြီးလေ့လာပါလေ့လာပြီးမှကိုကယုံမှဒီသတင်းကိုနော်အဲ့တော့ကျွန်တော်ပြောချင်တဲ့ဇာတ်ကားတော့အားလုံးတည်ပြီးသားဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံကြီးပူးနွေးနေတဲ့နိုင်ငံကြီးငြိမ်းချမ်းသာယာမှုအပေါင်းကြားရောက်ဖို့အတွက်အားလုံးစုပေါင်းမြတ်တာပြီးပို့သပေးဖို့ကျွန်တော်အနုညွန့်တင်ညာကနေတောင်းဆိုလိုက်ပါတယ်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့ဖြစ်ပါစေဗျာ